Women's and Children's Hour အစီအစဉ်နေကြိုးစိုးပါတယ်ဒီတစ်ပတ်မှာတော့ဒီခေတ်မှာဖြစ်များနေတဲ့ Digital Violence နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးဖို့ဖိတ်ခေါ်ထားတာကတော့မြို့သားညီညွတ်ရေးဆွေးရအမျိုးသမီးနဲ့လူငယ်ရေးရာဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးနော်ဆူဇနာလလဆိုဖြစ်ပါတယ်မင်္ဂလာပါဝန်ကြီးခင်ဗျ မင်္ဂလာပါဟုတ်ကဲ့ဝင်ကြီးကတည်းကအခုခေတ်ကဒါ digital ခေတ်ဖြစ်တဲ့အခါကျတော့ဘာဘာဖြစ်လာလဲဆိုတော့ digital ပေါ်မှာเนาะအာနောက်ဆက်အကြံဖတ်မှုတွေအဲ့ဒီဟာတွေဖြစ်လာ digital violence ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကောဒီဝင်ကြီးတို့ဌာနအနေနဲ့ကင်တွယ်မယ်လို့ထင်ပါတယ်ဒီအပေါ်မှာ digital violence ဆိုတဲ့အပေါ်မှာ define လုပ်တဲ့ဟာပေါ့ဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုပါလဲခင်ဗျ ဟုတ်ကဲ့အာဒီနေ့ဆွေးနွေးတဲ့အာအင်တာဗျူးလုပ်တဲ့အကြောင်းကတော့နည်းနည်းဟိုအသက်ဆန်းဖြစ်ပေမဲ့အခုအချိန်မှာပေါ့နော်တော်တော်များများအဲဖြစ်လာပြီးတော့လူတွေကတိတ်ပြတော့တတိမထားမိရဲ့အခါမှာနော်ဟိုဒါလူချင်းတွေ့ရတာမဟုတ်ဘူးလေနော်အွန်လိုင်းကနေဖြစ်တာဆိုတိတ်လေအဲတတိမထားမိတဲ့အခါမှာတခါလေအသက်အန္တရာယ်ကြုံတဲ့အထိကိုဖြစ်နိုင်တယ် ဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ဆွေးနွေးတာလည်းကျွန်မထင်တယ်လေတော်တော်လေးကောင်းပါတယ်လို့အဲ့တော့ဒီကျွန်မတို့အဒါ online အကျန်းဖက်တာပေါ့နော် online ကျမဲ့ဆိုလူတွေကတော့အကျန်းဖက်တယ်ဆိုရင်အဟိုစာပေါ့နော်ခနာကိုချင်းပေါ့ထိုးတာကြိတ်တာနော်အဲ့လိုမျိုးပေါ့လက်နဲ့တစ်ခုခုနဲ့နော်ထိခိုက်တာတတ်ဖြတ်တာစသဖြင့်အကျန်းဖက်တာတွေကိုဟိုတတ်မှတ်ပြီမဲ့အခုနော် digital ခင်မှာ နော် digital ခေတ်မှာဆိုလို့ရှိရင် online violence ပါနော် online အအကြမ်းဖက်အအဲ့ဒါတွေကလည်းပဲတော်တော်လေးအဖြစ်ပေါ်နေတာကိုတွေ့ရတယ်အဲ့တော့ဒီ online violence မှာဆိုလို့ရှိရင်အလိုမတူပဲနဲ့မိမိတွေမိမိတို့ရဲ့ပုံကိုဖြန့်ဝေတာနော်နောက်ပြီးတော့ကိုယ့်ရဲ့ပုံတွေကိုဟိုအခုကရန်ခင်မီရောလေပုံတွေကိုတကယ်ဟိုဗီဒီယိုတွေ ထဲအထိထည့်ပြီးရောမှအဲအဲ့ဒါကိုအစ်စ်အမှန်လိုမျိုးလုတ်တာ နောက်ပြီးတော့ trolling ပေါ့နော်တစ်ချိန်လုံးဟိုဥစားပေါ့ online ကနေပြီးရောအဲနောက်ရောက်ခံပြီးရောနှောက်ရှက်နေတာပေါ့နော်အဲဆိုတော့အဲအဲ့ဒီဥစ္စာတွေအဲတချို့လေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဟိုဒီဒီဒီ နှုတ်သဘောတူဟိုဟိုဥစားဖို့เนาะជីဗျူတော့ကရိုက်ထားတဲ့ပုံတွေကိုเนาะအဲ့ဒီလိုမျိုးအဆင်မပြေတဲ့အချိန်မှာဖြန့်လာပေါ့เนาะအဲနောက်ပြီးတော့ကလင်းငယ်တွေကိုเนาะဒီအကျန်းဖက်ပြီးတော့ဒီလိုမျိုးမဖွဲ့မရပုံတွေပေါ့ရိုက်ပြီးတော့ရောင်းစားတာအစသည့်ဖြစ်မှာလေပုံစံမျိုးမျိုးပါပါတယ်လို့ဟုတ်ကဲ့အခုခေတ်က AI ခေတ် artificial intelligence ခေတ်အဲ့ဒီခါကျတော့ ဟောဓာတ်ပုံတွေဗီဒီယိုတွေအတုလောက်ကြတာစင်တူယူမားတွေလောက်ကြတာနောက်ပြီးတဲ့အခါကျရင်အဲဒီ online ပေါ်မှာ sexual content တွေပေါ့နော်ဟောဟောဟောအမျိုးသမီးတွေအထူးသဖြင့်တော့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အဖြတ်ခံရတာတွေအဲ့ဒါမျိုးတွေအတော်လေးဖြစ်လာကြတယ်အဲ့တော့ဒီလိုမျိုးအမှုတွေကဝန်ကြီးဌာနကိုတိုင်တန်းတာတွေဟောရှိလားခင်ဗျာ ဟုတ်ကဲ့ရှိပါတယ်။အော်ကျမတို့ဝင်ကြီးဌာနကဒီအော်ဟိုစာပေါ့နော်ဒီ page က page ကနေတဆင့်ပေါ့နော်ဒီ messenger ကနေတဆင့်တိုင်ကြားတာရှိသလို email ကနေတဆင့်တိုင်ကြားတာနော်နောက်ပြီး hotline ကနေပြီးတိုင်ကြားတာအဲ့ဒါတွေကတော့များသောအားဖြင့်ကတော့ဒီဟိုရင်းပေါ့ physical uh, violence ပေါ့နော်ဒီ gender based violence တွေများတယ်ဒါပေမဲ့အဲ့ဒီအဲမှာမထူးထူးခြားခြား ဒီ online နော် digital violence တွေလည်းပလာတာကိုအခုနောက်ပိုင်းမှာတတိထားမိတယ်။နောက်ပြီးတော့ပို့ပြီးတော့ဟိုထူးဆန်းတာပေါ့နော်။ဟိုကျမတို့ဒီလိုမျိုးဟိုရင်းပေါ့လွတ်မြောက်နေမြေအဲ NUG ထိန်းချုပ်နေမြေတည်းကတိုင်တာရှိသလိုနော်ဒီစကစပေါ့နော်ဒီလိုမျိုးဟိုသူတို့ထိန်းချုပ်တဲ့မြို့ကြီးပြကြီးကနေပြီးတော့ဖြစ်လို့လာတိုင်တာတွေလည်းရှိတယ်ပေါ့နော်။ အဲနောက်ပြီးတော့လည်းပဲအဲ့ဒီဟိုရင်းပေါ့ဒီရဲဘော်ထဲမှာဖြစ်တဲ့အဲဖြစ်တဲ့ case ကြီးပေါ့နော်ကျွန်တော်တို့ troll line ရဲဘော်တွေထဲကနေပြီးတော့ကျူးလွန်တဲ့အမှုတွေအဲအဲ့လိုမျိုးတိုင်တာတွေလည်းရှိပါတယ်များသောအားဖြင့်တော့အဲ့လိုမျိုးပေါ့နော်ခုနကပြောတယ်ဒီအလိုမတူဘဲနဲ့ပုံတွေကိုဟို share တာပေါ့နော်အဲနောက်ပြီးတော့ page တွေမှာတင်တာအဲ့အမှုတွေကတော့ပုံပြီးတော့များပါတယ် โอเค physical violence တွေမှာကြတော့เนาะဟိုမြင်သာထင်သာတဲ့ဟာမျိုးတွေရှိတယ်။နောက်ဒီဟာမျိုးကိုဟိုကျူးလွန်နေသူတွေကသူတို့ဟို digital violence ကျူးလွန်ပါတယ်ဆိုပြီးတော့ဟောဟိုတိတာမျိုးရှိရလား။နောက်ပြီးတော့အဲ့ဒါတွေကိုဘလို့တက်တေတာတကယူတဲ့အခါကျတော့ဘလို့ဒီများလှုပ်ဆောင်ရပါလဲခင်ဗျ။အဲ့ဒါကတော့ကျမတို့ဒီလိုမျိုးဟိုဒီနေပညာကျွမ်းကျင်တဲ့လူတွေပါထည့်ရတာပေါ့เนาะအမှုတွေကိုစစ်ဆေးတဲ့အခါမှာ ဒီ AI ကျွမ်းကျင်တဲ့လူဤပညာကျွမ်းကျင်တဲ့လူတွေကိုပါ စစ်ဆေးခိုင်းပြီးတော့ဒီတိုင်တဲ့ဥစ္စာကနော်ဒါအစ်စ်အမှန်ဖြစ်ရလားနော်ဟိုဒီ AI နဲ့ပြင်ထားစသည်ဖြစ်မော်နော်အဲ့လို digital အဲကျွမ်းကျင်တဲ့လူတွေရဲ့အကူအညီလည်းလိုပါလေအဲနောက်ပြီးတော့အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းလေ AI เนี่ยยันโตดတ်လာတယ်ဆိုတော့အဲ့ဒီဘိုင်းမှာလည်းအခက်ခဲရှိရယ်နောက်ပြီးတော့ law ပေါ့เนาะကျမတို့ဥပဒေဘိုင်းเนี่ยပတ်သက်ပြီးတော့ဒါကိုအသိအမှတ်ပြုတာပေါ့ဒီဒီ online အကြမ်းဖက်မှုကိုအသိအမှတ်ပြုပြီးတော့ဒါကိုရာဇဝတ်မှုเนาะပြစ်မှုလို့သတ်မှတ်ထားတာလည်းအာနေနေသေးရယ်ပေါ့เนาะအာနေနေသေးရဲ့အတွက်ကြောင့်ဒီလိုမျိုးအမှုတွေကိုဟိုကင်တွေ့ဖြစ်ရှင်းရတဲ့အခါမှာတော့ immediate မှာ တိမ်မွေးတယ်နောက်ပိုင်းကျတော့ AI တွေကလည်းအရန်ကိုဟိုဘယ်လိုပြောလူနဲ့မချားပေါ့နော်အလုတ်လုတ်လာတဲ့အခါမှာကျမတော်မလေးဟိုတလုံးလုံးကအဲသတင်းတစ်ခုဖတ်ပြီးတော့ဟိုနည်းနည်းလဲဟိုဘယ်လိုပြောမလဲအံ့လဲအံ့ဩတယ်အရည်စရာပေါ့ရည်ဒါမဲ့မရည်ဟိုဥစားပေါ့မရည်ရက်ဘူးပေါ့နော်ဒါခန်းစားတဲ့လူကတကယ်ခန်းစားတာဟိုကဘာကျော်ရုပ်ရှင်မင်းသား Brad Pitt ကရဲ့ AI ကိုအသုံးပြုပြီးတော့တထဲမှကြီးတယောက်စီကနေပြီးတော့ ဟိုငွေချေးလိန်လေတာပေါ့နော်ဆိုတော့အမမတော့အဲ့အမျိုးသမီးကတော့ဒါကတော့ကျမတို့မြန်မာနိုင်ငံမှာမဟုတ်တာ international မှာဖြစ်တဲ့အမှုပေါ့နော်နည်းနည်းလေးနာမည်အဲ့အဲ့အမျိုးသမီးကအဲ့ bread pick ကနေပြီးတော့ဟိုဥစားပေါ့နော်ဒီဈေးကူးရတယ်တကယ်လဲအဲ online မှာစကားပြောနေတယ် bread pick ကနော် तू ကလည်းအဲတထေးကြီးချမ်းသာတဲ့လူရဲ့အမျိုးသမီးဆိုတော့ तू ကလည်းပဲဟိုကုညီရယ်ပေါ့နော်နောက်ပိုင်းကျတော့သူတို့ရင်းနှီးသွားပြီးတော့ ီ romantic affairs လိုမျိုးဖြစ်သွားတယ်ဒါပေမဲ့ तू อ่ะ AI မန်းကိုသူလုံးဝမသိဘူးမသိဘဲနဲ့အဲ့ဒီဟိုသူသူသူစိတ်ထဲမှာရှိနေတဲ့ရုပ်ရှင်မင်းသား Brad Pitt ကိုသူကနေပြီးတော့ပတ်စံနေတယ်ဟိုဥစားနေတော်တော်များတယ်သူပို့ပေးဒေါ်လာ6000လောက်9000လောက်မသိဘူးနောက်ဆုံးကြတော့သူအိမ်အောင်ရေးအဆင်မပြေတော့ကွဲသွားတယ်နောက်ဆုံးကြမှာဒါ AI နဲ့ညာယူတယ်ဆိုတာကိုသိသွားတယ်အဲ့ဒါကဘာမှအများကြီးဖြစ်နေတယ် အခုကျမတို့မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးဖြစ်နေပြီပေါ့နော်ကြားဖြတ်နေပါ ರಿ ဆိုတာလေဒါ online เนี่ยเนาะไม่ยုံยုံအောင်လုတ်ပြီးတော့มาฉีกัดတာပဲဆိုတော့အဲ့ဓာ ड़ी ကျမတို့อ่ะเนาะမျက်လုံးနဲ့မြင်ရတယ်နားနဲ့လည်းတကယ်အတန်လည်းကြားရတယ်ဆိုပေမဲ့ယုံလို့မရတဲ့ခက်ကြီးဖြစ်သွားပါပြီလို့ဟုတ်နီးပညာတွေတိုးတက်မှုเนี่ยစိုးရင်เสียកောင်းတဲ့ဟာတွေလည်းဖြစ်လာတာပေါ့เนาะအဲ့တော့ဒီလိုမျိုးအမှုတွေဝင်ကြီးဌာနကိုတိုင်တန်းနေဟာ ကဒီဟိုဒီနှစ်အတွင်းမှာ2025နှစ်အဲ25ခုနှစ်အတွင်းမှာအရင်နှစ်တည်းတည်းစာရင်တိုးတိုးများလာလားဘယ်လိုရှိပါလဲခင်ဗျာဟုတ်တယ်တိုးများအတိုးလာတယ်တိုးလာတယ်ဆိုတော့အရင်ကကျမတို့သိတာမသိဘူးလေနော်အဲ့လိုပဲဟိုဟိုစာပေါ့နော်အင်တွင်ချမ်းဖက်မှုနောက်ပြီး GBV violence အဲ့ဓာ၄ပဲအခု2024မှာကျမတို့ဟိုအမှုအနေငယ်ပေါ့နော်အမှုနှမှုသုံးမှုလောက် ဲ့လိုမျိုးပဲဟိုရရှိခဲ့တယ်ဖြည့်ရှင်းပေးခဲ့တယ်အခု2025မှာဆိုပုံများလာတယ်နှစ်ဆသုံးဆောင်လောက်များလာတယ်เนาะနောက်ပြီးတော့ဟိုဒီဒီလိုမျိုးအမှုတွေကလည်းဟိုကျမတို့လက်လမ်းမိတယ်လို့လက်လမ်းမမိတဲ့နေရာတွေမှာလည်းဖြစ်နေတော့လေတရားခဏတွေကလည်းကျမတို့ control နေရာမှာမရှိတော့ဟိုနည်းနည်းလောက်ကန်ရတာလည်းခက်ခဲတယ်အခြေအနေတော့ရှိရဲ့အဲ့ဒါကြောင့်မလို့ကျမတို့ကဟိုပြည်သူတွေကို ဟိုမြင်များပညာပေးဖို့ပဲဖြစ်တယ်နော်ဆိုတော့တချို့လေဆိုလို့ရှိရင်ဟိုရင်းပေါ့နော်အဲဟိုဒါကတော့ကျမတို့ဝင်ကြီးဌာနကိုတိုင်လာတော့မဟုတ်ဒါပေမဲ့အပြင်မှာတကယ်ပဲဖြစ်ပြက်တာပေါ့နော်ဒီဟိုစာပေါ့ဟို hate speech ပေါ့နော် online နဲ့ hate speech နော်ဒီဒီလူတယောက်ကိုအယမ်းကိုတိုက်ခိုက်တဲ့အခါမှာကိုကိုကိုအသက်ဆုံးမတဲ့အထိလောက်တာတတ်တည်တဲ့အမှုမျိုးလဲ ရှိတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲအဲအဲ့ဒီ online အော် violence ကလူလူတယောက်ရဲ့အသက်ကိုသေစေတဲ့အဖြစ်ဖြစ်ဒါမဲ့လေဟိုလက်တွေ့မှာကြတော့ဥပဒေကတကယ်လက်နဲ့သွားမှမတတ်တာနော် online နဲ့ပဲဆိုတော့ဒါကိုအရေးယူလို့လည်းမရဘူးလို့ဖြစ်နေရဲ့အဲနောက်ပြီးတော့ဒီ online မှာဟိုများသောအဖြစ်တော့ GBV based violence မှာအဲခွန်အားကြီးတဲ့လူကခွန်အားနည်းတဲ့လူတွေကိုကျူးလွန်တာ အမျိုးသားနေပြီးတော့အမျိုးသမီးကိုကျွန်းလွန်းတာနောက်ကလေးပေါ့နော်အားသိမရှိတဲ့နုနယ်တဲ့ကလေးတွေကိုကျွန်းလွန်းတာဒါပေမဲ့အခု online အာ online violence ပါယောက်ျားလေးတွေပါကျွန်းလွန်းခံရတာကိုတွေ့ရတယ်เออโหซะปะเนาะเอ่อจมารุเอ่อตียะเดตะชู่อหมู่ริมาဆိုလို့ရှိရင်ဟိုอีเมลเนี่ยလေ အီးမေးနဲ့ဟိုတလတဲမှာကိုအီးမေးထောင်နဲ့ချီပြီးတော့ပို့ပြီးတော့နှောက်ရက်တာပေါ့နော်အဲ့လူကဘာမှလှုပ်လို့ဂိုင်လို့လည်းမရတော့အဲ့အီးမိုးပိတ်နောက်အီးမေးတစ်ခုဖွင့်လဲအဲ့အီးမေးထဲမှာဟိုနှောက်ရက်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဘလို့မှဟိုလှုပ်လို့ဂိုင်လို့မရတော့အဲ့လိုယောက်ျားလေးတွေလည်းဒီလိုမျိုး online နဲ့နှောက်ရက်တာ abuse လုပ်တာကိုခံရတယ်ဆိုတာကိုလည်းတွေ့ရပါတယ်လို့ဒီအမှုတွေကဂိုင်တွေ့တဲ့အခါမှာ အာစိန်ခေါ်မှုပေါ့ကျွန်တော်အဲ့ဒီဟာအဲသိကြမှာဘယ်လိုစိန်ခေါ်မှုတွေရှိလဲဆရာမခုနကတော့ပြောလိုက်တဲ့အထဲမှာတော့ဟောဒီအီကိုရဲ့ control area မဟုတ်တဲ့ဟာမျိုးမှာကင်တွေရခက်တာပေါ့တခြားတော့ဘယ်လိုမျိုး challenge တွေရှိလဲခင်ဗျအဲနောက်တစ်ခုကတော့ဤပညာအခက်ခဲပေါ့နော်အဲလာတိုင်းနေဟုတ်တယ်အဲ screen shot တင်နေလာပြီးတော့ပို့တယ်နော်ဆိုတော့အဲ screen shot ဒီအစ်စ်အမှန်လား နော်ဟိုအတုလောက်ထားတာလားဘာလဲဆိုဒီအမှုတိုင်တာလဲအစ်စ်မှန်ဖြစ်ဖို့ကလည်းလူသေးတယ်အဲ့တော့နီးပညာကျွမ်းကျင်တဲ့လူတွေလိုအပ်တယ်ပေါ့နော် နီးပညာကျွမ်းကျင်တဲ့လူတွေကလည်းအဲ့လိုမျိုးပေါ့ original file ရမနော်ဒီ account ထဲကိုဝင် ပြီးတော့ကြည့်လို့ရမဆိုတော့သူတို့ကလည်းပဲတကယ်သူတို့ပညာရှင်ရဲ့ standard နဲ့လာတဲ့အခါမှာကျမတို့ကပြန်ပြီးတော့ဆက်သွယ်ရပြန်ပြီးတော့မေးတဲ့အခါမှာလည်းသူတို့ account ထဲတောင်မှ ဟိုဝင်ဖို့อ่ะဆိုတာ password တွေမေ့တာတို့ဘာလို့အဲ့ဒါတွေလဲရှိတယ်ပေါ့เนาะအဲ့ဒါကြောင့်နီးပညာအခက်ခဲအခက်ခဲကတော့တော်တော်လေးရှိတယ်နောက်တစ်ခုကတော့ခုနပြောသလိုပေါ့เนาะဒီလိုမျိုးဟို online နဲ့အကျန်းဖက်လို့လူတယောက်ကစိတ်ညစ်ပြီးတော့ကိုယ့်ကိုယ်ကို တတ်တည်သွားတဲ့ online နဲ့နှောက်ယှက်လို့အလုတ်မလုံနိုင်မကင်နိုင်ပြီးတော့အလုတ်ကတောင်မှထွက်လိုက်ရတယ်ဟိုဟိုဥစားအရန် trauma တွေရသွားတယ်ပေါ့နော်လုံးဝလူတော်မတူဘူးအဲ့ဒါကလူမသေးပဲလူမသေးပဲမဲ့ဟိုဘဝရတည်သွားတာပေါ့နော်သို့တော်လည်းအဲ့ဒါဒါ online ဟို bullying လုပ်လို့ဒီလူဘဝရပြတ်သွားတယ်ဆိုပြီးတော့အေးအေးယူလို့ရတယ်လုံးဝမရှိဘူး မရှိဘူးဆိုတာကျမတို့မြန်မာနိုင်ငံလောလဲမရှိသေးလို့နိုင်ငံတကာမှာလည်းအဲ့ဒီလောတွေကတချို့နေရာတွေမှာမရှိသေးဘူးပေါ့နော်ဆိုတော့အဲ့ဒါလည်းတကယ်ပဲဟိုအလေးထားစဉ်းစားရမယ့်အဲအရာမျိုးဖြစ်နေရပေါ့နော်အဲအားကြောင့်မလို့ဤပညာကိုကောင်းတဲ့ဘက်မှာအသုံးပြုလို့ရတယ်လို့တပြိုင်နက်မှာဤပညာကိုဟိုဥစားလှုပ်ပြ manipulate လှုပ်ပြီးတော့ဟိုလွဲတဲ့နေရာမှာအသုံးချပြီးတော့လူတွေကိုဒုက္ခပေးတဲ့ ဟာကြီးလည်းရှိလာတယ်ကြားဖြန့်ဆိုလို့ရှိရင်เนาะဒီနည်းပညာနဲ့ကို တခါလေလူပေါင်းထောင်ပေါင်းတောင်ပေါင်းချီပြီးတော့မှလိမ်လည်လှည့်ဖျားနေတာနော်အဲအမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်လေဘီလီယံနဲ့ချီပြီးတော့ဆုံးရှုံးနေဆိုတာကိုသိရတယ်ထိုင်းမှာလည်းအဲ့လိုပဲနော်ထိုင်းမှာလည်းအဲ့လိုပဲဟိုဘတ်ထရီလီယံနဲ့ချီပြီးတော့ဆုံးရှုံးနေဆိုတာသူတို့နိုင်ငံတွေမှာအဲ့လိုဖြစ်လာတဲ့အခါမှာဟိုအစိုးရတွေကတော့အလက်ဖြစ်လာတယ် ဒါပေမဲ့ဥပဒေပေါ့နော်ဥပဒေနဲ့လိုက်ပြီးတော့ထိမ့်ချောင်းဖို့ထိမ့်ညှိဖို့အဲ့ဒါတွေကတော့တော်တော်လေးအဲလောက်ရမှာဖြစ်ပါတယ်ဥပဒေနဲ့ထိမ့်ချောင်းရင်တော့မှဒီအမှုကိုလုပ်ဖို့အတွက်နီးပညာဒါကိုပြန်ပြီးတော့စုံစမ်းနေဟိုဥစ္စာပေါ့နော် digital နီးပညာလည်းလိုအပ်ပြန်ပြန်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဟာတော့အခက်ခဲတော့အာရှိနေတော့မဲဆိုတာတော့ဖြစ်နေပါလေစိတ်ကိုတည်စေတဲ့စိတ်ကိုတတ်စေတဲ့ နော်ဘဝကိုပြတ်သွားစေတဲ့အဲ့ဒါကိုတိလက်ရောက်ဒီ physical physically ကျူးလွန်တာမဟုတ်ပေမဲ့ဤပညာနဲ့အဲ online နေပြီးတော့ဒီလိုမျိုးကျူးလွန်တဲ့ဟာတွေအဲ့တော့အဓမ္မတိမဖြစ်အောင်ဒါကိုဘယ်လိုတားဆီးမလို့ဆရာမဘယ်လိုတားဆီးလို့ရမလဲအကယ်၍နောက်ပြီးတော့ဒီလိုမျိုးကျူးလွန်ခံရတဲ့လူကသူ trauma ရတယ်လို့ဆိုရင်ဒါတွေကိုဘယ်လိုကုစားမလဲ အဲအဲ့လိုမျိုးကျွလွန်ခံရတဲ့လူပေါ့နော်အမျိုးမျိုးတော့ကျွလွန်ခံမှာပေါ့နော်ငွေတွေလိမ်ပြီးတော့ထုတ်သွားတာเนาะအဲကျမတို့လည်းကျမတို့ကိုယ်တိုင်တောင်ရပါတယ်အဲ message တွေအဲတင်းရဲ့ဟိုတွင်ပေါ့နော်အဲဒီဘန်ထဲမှာအဲ့လိုမျိုးအခက်ခဲဖြစ်လို့ဘာညာနဲ့အဲ့ဘန်ဘန်ကိုပြန်ပြီးတော့မေးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတစ်ခါလေလဲပဲ ကို subscribe မလုပ်တဲ့ဥစ္စာတည်းမ subscribe လုပ်တယ်ဆိုပြီးတော့ဖြတ်သွားတာပေါ့နော်အဲ့ဒါလည်းကျမတို့တို့လည်းခံရတာငွေရင်းချင်းရင်းနဲ့ပေါ့နော်နောက်ပြီးတော့ဟိုရင်းပေါ့နှောက်ရက်တာပေါ့နော်လူတယောက်ကိုဘလို့မှရက်တည်ခုနပြောသလိုပေါ့နော်တခါတည်းတရက်တည်းကိုအဲ email အဆောင်တရားနဲ့ရာတွေပို့တာတို့နော်ဒီဒီဘလို့မှအလုပ်လုပ်လို့မရအောင်နှောက်ရက်တာ နောက်တချို့လူမှုရေးနှောက်ရက်တာတွေလည်းရှိတယ်အဲ့လိုအကောင့်အတုနဲ့ อะอกောက်อึตุเนี่ยโหลาไม่เสร็จเดจม้าไอ้อมุตะคู่สุยังใส่ဝင်ซาโพกาวเนี่ยไอ้မျိုးသမီးอ่ะยังช้อเดเนาะช้อเดสว่าလေโหရင်အလုတ်လဲကောင်းเนี่ยလေရင်မယ်ပေါ့เนาะဆိုတော့အဲ့မှာသူ့ကိုအကောင့်တုเนี่ยလာအပ်ပြီးတော့အဲ့မှာအကောင့်ပေါ်မှာရေးစားတွေပါတယ်ဖြစ်เนาะပြီးတော့ပတ်စံတွေပါတယ်အမျိုး support လုပ်တာတွေဖြစ်ပြီးတော့เนาะအဲနောက်ပြီးတော့ အတိုင်းအဝိုင်းနဲ့ကိုဝိုင်းလိန်တာပေါ့တခြားအကောင့်တူတွေအများကြီးလုတ်ပြီးတော့အမဲ group ဖွဲ့ပြီးတော့အဲ့လေရင်မဲကိုလည်းပဲအဲ့ဒီအမျိုးသားရဲ့အမျိုးတွေဆိုပြီးတော့ group ဖွဲ့ပြီးတော့အဲ့လေအဲ့အမျိုးသမီးကိုပေါ့နော်ဝိုင်းလိန်တာပေါ့နော်အဲ့ဒါရှင်းနှစ်တိတိကြာသွားတယ်သူစပြီးတော့ အဲ့ဒီ online လိမ်နာကိုเนาะဟိုစပေါ့စပြတော့အဲ့လိုမျိုးပေါ့เนาะရည်စားဖြစ်တာအဲ့ဒါအသက်30လောက်ပဲရှိသေးတယ်ဒါပေမဲ့အမှန်တကယ်တိသွားတဲ့အချိန်မှာ40ကျော်သွားပြီအလဟတ်တဒီအချိန်တွေကိုတကယ်မရှိတဲ့လူပေါ်မှာပုံအပ်ပြီးတော့တကယ်ပဲနောက် emotion ပေါ့เนาะသူရဲ့ဟိုစိတ်လှုပ်ရှားမှုတွေအဲ့လိုမျိုးတွေအကုန်လုံးလေအချိန်တွေပေးအကြာကြီးပေးပြီးတော့မှဒီအမျိုးသမီးတွေ ဟိုတိသွားတဲ့အချိန်မှာအိမ်အောင်ဖြုတ်ဖို့အချိန်လည်းအရန်လွန်သွားပြီအေးအဲ့လိုမျိုးအမှုတွေလည်းတွေ့ဆိုတော့နံပါတ်1ကတော့ awareness ပေါ့နော်ဟိုပြောရတာတော့ခက်ပါတယ်အခုဆိုရင်အားဒါ online လိမ်တက်တယ်ဘာညာလူတိုင်းသိနေရပဲဒါမဲ့ခံရရုံပဲခံရတယ်ဆိုတော့အဲ့ဒါ awareness ပေါ့နော် awareness လို့ရတယ်နောက်ပြီးတော့ CSO တွေပေါ့နော်အခုလည်းအများကြီးဟောပြောပွဲတွေပါလို့ပါတယ်နော်ပြပွဲတွေနော်နောက်ပြီးတော့ဒီဟို တို့စာပေါ်ပြည်သူတွေအသိပညာပေးတာ CS ဆိုအဲ့ digital နဲ့ပတ်သက်တဲ့ CS ဆိုတွေရှိရယ်သူတို့ကလည်းပဲအဲ့ဒါကို campaign တွေအနေနဲ့အဲလုတ်ပြီးတော့ပြည်သူတွေကိုပညာပေးရမယ်နောက်ပြီးတော့များသောအားဖြင့်အခုเนาะ digital violence ခံရတာလူငယ်တွေဖြစ်တယ်ဒီ sexually uh, online အကြမ်းဖက်တာလည်းအဲလူငယ်တွေခံရတယ်။နောက်ပြီးတော့ငွေရေးချေးရေးပေါ့နော်။အဲ့လိုမျိုးဟိုအလင်ခံရတာလေလူငယ်။အဲ့လိုမျိုး youth group တွေကလေ တယောက်နဲ့တယောက်အဲ့ဒါကို sharing လုပ်ပြီးတော့ဒါဟိုဟိုဥစားပေါ့နော်ဟိုကြင်ကြံခံနိုင်ဖို့ပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးအဖြစ်တဲ့လူတွေကိုလည်းမလောင်ပြောင်မနာဒါလေးတောင်မှခံလာအလားပြီးတော့ peer to peer ဟိုရင်းပေါ့နော်အားပေးတာဒီလိုမျိုးကြောက်တဲ့ကြတဲ့လူကိုပြန်ပြီးတော့ဆွဲတင်ပြီးတော့စိတ်ခွန်အားပေးတာအဲ့အဲ့လိုမျိုးတွေလုပ်တဲ့နယ်လို့အဲထင်တယ်နောက်ပြီးတော့ academic ပေါ့နော် academic ဆိုတော့ဒီလိုမျိုးဟို ပညာရက်ဆိုင်ရပါတော့เนาะဘာလဲဆိုအခုကျမတို့ဟာဒီအမှုတွေကိုတွေ့ရတယ်လက်ခံတယ်ဖော်ထုတ်တော့မယ်ဆိုလို့ရှိရင်ကျမတို့နည်းပညာတွေလိုတယ်အဲ့တော့ academic ပိုင်းမှာလည်းပဲဒီ online နဲ့ပြန်ပြီးတော့ crime တွေကိုပြန်ပြီးတော့ဖော်ထုတ်တဲ့အဲ့ subject မျိုးတွေလည်းပဲများများအာရှေ့ရမယ်ပေါ့เนาะတက္ကသိုလ်တွေမှာအဲ့ online crime တွေကိုဖော်ထုတ်တဲ့ အဲပညာရှင်တွေလည်းအဖော်ထုတ်ပေးရမှာဖြစ်တယ်လို့နောက်ဆုံးကတော့ကျမအဲခုနကပြောတဲ့ law enforcement ပေါ့နော်ဥပဒေအားဖြင့်ဥပမာဖြင့် online နဲ့အကြမ်းဖက်လို့လူတယောက်တည်သွားတယ်လဲတကယ်ပဲဟိုတကယ်ပဲလူတက်လို့တည်သွားတယ်အမှုနဲ့ဆွဲဟိုဆွဲရမယ်နော်အဲ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 ့လိုမျိုးပေါ့နော် law enforcement ကောင်းကောင်းရှိဖို့အတွက်လိုအပ်ပါတယ်လို့ဟုတ်ကဲ့ဒီ issue ကကြီးလဲကြီးတယ်အင်မတန်မှဒီဒီနေ့ခင်မှာ အာများပြလာတဲ့ဟာဒါပေမဲ့ဝင်ကြီးဌာနအနေနဲ့ဟိုဟိုဒီဒီရာမျိုးကင်တွဲတဲ့နေရာမှာအသည့်ဖြစ်အောင်မယ်လို့ထင်ပါတယ်အဲ့တော့ဝင်ကြီးဌာနကရောဒီလို educate လုပ်တဲ့ program တွေဘာတွေလုပ်နေလဲလုပ်ဖို့ဘယ်လိုအစီအစဉ်တွေရရှိနေပါလဲခင်ဗျဟုတ်ကဲ့အာကျမတို့ကတော့ အဲဒီအမှုတွေရောက်ရှိလာတဲ့အခါမှာကျမတို့လည်းတတိထားမိပြီးတော့ပေါ့လေအဲဒီ CSO တွေနဲ့ဆွေးနွေးတာ panel discussion တွေလုပ်တာနော်နောက်ပြီးတော့ဒီ campaign တွေလုပ်တာတွေကိုကျမတို့ဟိုရင်အာ တော်တော်များများလှုပ်ဖြစ်တယ်နောက်ပြီးတော့ကောင်ဆလင်းပေါ့နော်ဒီလိုမျိုးအဲဘူလီလှုပ်ခံရတဲ့အွန်လိုင်းချမ်းဖက်မှုခံရတဲ့လူတွေကိုကျမတို့ကောင်ဆလင်းပေးတာနော်အဲ့အရာတွေကိုလည်းကျမတို့ဟိုဆောင်ရွက်ပေးနေပါတယ်လို့အမျိုးသားညွညွေးဆိုရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ကြီးရဝန်ကြီးဌာနရဲ့ပြည်တော်စုဝန်ကြီးနော်ဆူဆန်နာလလဆိုဆွေးနွေးသွားတာဖြစ်ပါတယ် မြန်မာရဲ့ Women's and Children's Hour အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့ည9:00နာရီခွဲမှာရုပ်မြင်သံကြားနဲ့ထုတ်လွှင့်နေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ကြားပါရခင်ဗျာ။